ကျောင်းညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆရာမမြနှောင်းမျိုးရဲ့တန်းကြွေပွင့်ပုံပြင်းဆိုတဲ့ဝတ္ထုလေးကိုအပိုင်းစက်အနေနဲ့ဖတ်ပြပေးနေတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းစက်တက်ပါရှင်။အလန့်နေဝင်စောလိမ့်မီခရီးမသည်တဝီဝီပြန်နေသောခြင်တွေကို လက်နှင့်ခါရမ်းမောင်းနေဟင်းငနဲ့တပင်းချမိသည်တင်းသေးအိမ်မသည်ယခုခရင်မဖြစ်နေပါပြီအိမ်မီသင်းဆိုသောနာမည်ကိုတင်းသေးအေးစွန့်ပယ်ခဲ့သည်မမီကျွဲအိမ်မလည်းစင်အိမ်မီသင်းလည်းပြခုတော့ခရင်မမမီကျွဲအိမ်နဲ့အိမ်မီသင်းကအိမ်သားတယောက်ပေါ်မှာအဲစင်းနဲ့နေလာလိုက်သည်မှာလေးငါးနှစ်မကကြာမြင်ခဲ့သည် အမှန်တော့တင်းသေးအေးကမနေချင်တော့ခြင်းလीမမီကျွဲစီမသာအရင်ခံသည် သမီးသမီးလေးနှင့်ဖူးဖူးမုတ်ခဲသောအချိန်လေးသည်တနစ်တန်တနေရော်ပါလျင်မမီကျွဲ့ထံတွင်သမီးလေးအစ်တွင်တယောက်ပြီးတယောက်ထွန်းပေါက်ခဲ့သည်အပေးယူမင်းကြီးများ၍မကျေမနပ်ထွက်သွားရလဲရှိအမင်းတယောက်များအယူအမူထိတိုက်လာကြရနှင့်လက်မှတ်ထိုးလက်ထက်က အထက်အညာသို့အပါခေါ်သွားသေးသည်အိမ်မီသိန်းကိုဖောက်တယ်တွေကယူအီရောင်းပယ်လာကြသည်နှင့်အမမမီကျွဲ့၏မကြည်သာမှုတွေတစတစပိုရှံလာသည်နောက်ဆုံးနေ့ရရှိရမှာ အားလုံးတဲ့အိမ်မင်းစင်းကိုနှုံးလျှော့ပေးရမှာအချင်းများကြရသည်ရခုခေမအလုဆင်းသောနေရာသည်ရွှေပြည်သားမကကားနှစ်ဆင့်ပြောင်းနေရသည်တံတားလေးလမ်းဆောင်မှာဆင်းကားမက်တိုင်တိုင်သာလကွေ့ချိုးဝင်သွားရမှာပဲအလုထဏာအပြောင်းလဲစိတ်မောလူမောနဲ့အစ်ထွက်နေသောအစီတူအနှဲငယ်ရွက်ကြသွားတာကတော့ခေမအတွက်အရှုံးထဲမှာအမျက်ထွက်သည်ဟုဆိုရလိမ့်မည် ခေမဘာလုပ်နေလဲဆိုတာအမေရိပ်မိခဲ့တာကြားလာပြီပဲသို့သော လက်သမားအဖေလောက်ခါသည် တနေ့တာစားဖို့စီမကမီအမေမီးရဲ့သေးဆုံးခိုင်ကတရှောင်ရှောင်စေကန်းတွေပြရသည်မှာဘယ်အချိန်မှကျွေးမကြံရတာမရှိဘယ်တက်နိုင်မှာလဲခေမပြန်အပ်တော်မူကိုလက်ခံသည်ဒါပဲပေါ့နနတိုင်းဆိုခေမကသပင်တို့နဲ့မိတ်ကက်နဲ့တင်းရှမ်းဝက်ကဘောင်းမီကပေါင်တန်းပေါ့ပေါ့ပလတ်စတစ်ချန်နယ်တို့သမင်းမှုနဲ့ရေပလင်းခောက်တီပတ်စံအိတ်အကြထည့်ပြီးအိမ်မထွက်သည်အလုတ်ကအထည်ချုပ်ဆက်ဖက်မှာဟုပြောတော့ ဘသူကလိုက်ချောင်းစမှာမို့လဲအလုံစင်းစီနေရာတွေကိုတော့အကိုကလာသားတချို့ကချက်ကတဲ့ဘာပဲခေါ်ခေါ်သူတို့လိုချင်တာကတော့ခင်မတို့တွေပဲအငယ်ကလေးတွေကအများသားတချို့များလွယ်အိတ်ကလေးနဲ့တကယ်အကြောင်းကိုရွယ်ကလေးတွေတယောက်များဆိုပညာရကလေးဆိုပြီးမမကြီးအပြောနှဆုံနှဖျားကြလိုက်ရတယ်သူတို့တွေကိုမမကြီးကပဲစေးဆောင်သွားအောင်အရေးပြားနေကလာသားယောဂဌာနသွားပြကြအောင်ညွှန်ကြားနေတာတကယ်ဆယ်ကျော်သက်အစ်စ်ကလေးရင်းကြီး ခင်မကလည်းအားကြမခံအသက်လျှော့ပြီး20ပြော21ပြောတကယ်တော့ခင်မအသက်က25နှစ်ရှိနေပါပြီ။အီမာမီကြီးဤနေရာဒီလေမာမီကျွတ်လိုရွှေရောင်လွမ်းသည့်ရက်ကွက်မှပုံသဏ်ဟောင်းတစ်ထပ်တိုက်ဖို့ကလေးမဟုတ်သေးတိုင်ဝင်းနှင့်ချန်နှင့်တိုက်ခံပြင်တော်၏တသက်ရရဲ့ကြီးပါ။အေးတတိမမြေအောက်ဘုံနှန်းတို့ရောက်ပြီ။စတူဂန်တကားလေးဖွင့်ပြီးလေကန်တွေနင်း၍သာဆင်းသွား။ဆောင်းဆိုင်ရအခန်းတွင်အစီရင်နှင့်အားလုံးဆယ်ခန်းတိတိ ဟဲ့တယ်ဗျညာကလာမမင်းနဲ့ခရီးမဘယ်လင်းတနေ့တနေ့အလုံးလက်ခံရတာ900ရောက်ရှည်ရတခါတလေ100ရဒီတံမတက်နိုင်ပါဘူးဟုငင်းနေရသည်အိမ်အပြန်ငွေ900 600ရတခါတလေလဲ800တထောင်အဖို့စုကြီးကိုခါချနဲ့ထည့်ပြန်နိုင်တာတွေလဲရှိရဲ့သူ့ပြင်မှာအနကားပါပဲပြန်ဝင်လိုက်ရတဲ့မိတ်ကက်ဂျီမွေပေါင်းနာအဝတ်ထည်တွေရလဲ300မျိုး900မျိုးတခါတည်းရန်ထောင်ငန်းတောင်ခိုက်သေးရဲ့ပြီးတော့စိတ်ကူစိတ် อืมဒီနေ့အဖြစ်မျိုးကတော့ခေမတသက်နဲ့တခုတစ်ချိန်သာ ကြုံမှုဆောင်ရတာပါအနာကြီးနာမောကြီးမုန်းသောမှာမကြွေကိုတတိယဌာနမိသောအဖြစ်ခါတိုင်းလိုပါပဲပါလာသောချင်းနှောင်းကိုလျာချဖောက်သိမ်မရသေးမီကိုလိုပဲအားလန့်နေသောပိုးချီနဲ့ခေလာဝလာစကားပေါပြောနေသည် စီမံချက်ရှိတဲ့ကံတော်ကြီးဆောင်နဲ့တအုံလုံးပါသွားကြတာပဲဒါပေမဲ့ဂျင်းလုံးနဲ့ပြီးသွားမှာပဲထင်ပါရဲ့ ိုးကအတွေ့အကြုံလဲတဲ့သဖြင့်အဖန်အစီသတင်းကိုကြောက်လန့်နေလေရောခီမကပဲနှစ်သိမ့်ဖောက်ပြပေးနေရသည် ဖောက်တယ်တွေကလည်းမခောက်တတ်တော့ကြောင့်လေကမာကုံဆန်းဆန်းရောက်လာသူနှင့်တချို့မှာသူတို့ဤဘာလို့ချိုက်အရေတစ်ကကြီးနှစ်ကကြီးတွေခက်တီတီထိုးဆိုင်လာကတိုက်ထဲဝင်ပြီးတကာကတော်ကြမှဟန်မပြဲပြန်ထွက်ခွာသွားကြတာပါပဲခီမတို့မှမင်းကြီးကလည်းပိုင်တော့ပိုင်တာပါပဲဒီနေရာမှာဘလို့မရရောလိုက်မိတာလဲ ဒါမှမဟုတ်တစုံတယောက်ကအတော်ကြီးမရအောင်မျက်စိစပါမွေးစုပြီးအတုထောင်လုပ်လိုက်လေသလားတေချာတာကတော့ကျွန်နေကင်းကဝုန်းကလေးဆို အခန်းတကားပွင့်သွားပြီးခေမာတို့ရုပ်ပြက်စင်ပြက်ဖုံးပြီးလူလဲထလိုက်ကြရတာပဲဖြစ်သည်ရဲသားလေးရမမနေရင်းရဲပါသည်သည်ကျွန်းလုံးစွေးမှုကိုယ်တိုင်ခွင်းစည်းလိုက်ပြီးမှမမေကြီးရောတခြားသူတွေကအိမ်နောက်ဘေးမှာဆင်ပြေကြသည်ပပင်းပါမိသူခင်မမှာတော့ ကို့နယ်ကိုပြန်ပို့ပြီးအချုပ်ခံလိုက်ရသည်အာမခံတာရမှာမဟုတ်ပါဘူးဟုအချုပ်ခံဆောင်သောရင်းမိထံမှအားရှိစရာကြားသိရသည်ညီတို့ကကောင်းကောင်းဝယ်မှာမလုပ်စားကြပဲခုတော့ပုံမှန်သုံးကြခြင်းနဲ့အမှုဖွင့်ထားပြီညီတို့ဒီထဲမှာနှစ်နှစ်တော့ကြာမှာပဲအာမခံပေးမဲ့လို့ရှိရင်တော့ရနိုင်မှာမဟုတ်လားအမပြောတော့ဗလေစမ်းကြည့်ပေါ့ဒီမှာမှန်ကန်ဖွင့်နေသည်အိမ်မတူရင်းမှာဘုကလည်းအကိုရိအတိမထောင် အမေကမမအဖေကိုတော့အလုပ်ပြက်ခံပြီးခင်မကိုလာတွေ့ခိုင်းလို့ဖြစ်နိုင်ပါမလားမကြံကောင်းမှုစရာပဲပြောပြောလက်ဦးဖောက်တယ်တွေကတယောက်တည်းဖြစ်တော့ကိုသိန်းစုကြည့်ကိုတတိယမိတယ်သူသိလင်ငွေကြီးအနေငယ်ကိုကြီးထောက်ပံ့မှုတော့အားထားနိုင်ပြီခက်တာက သူလူသိမခံဝင်အချုပ်ခန်းတန်လိုက်ကြမှာခင်မလက်ရှိရမလို့ဖြစ်နေသည်ခင်မနဲ့ဘဝတို့အချုပ်ခံရတော့အမျိုးသမီး၃ယောက်ရှိသေးသည်ဒါလေးတွေကမိဘကိုလုံကျွေးနေကြတာပါ ဟုကဲမဟောဝါကြီးကပြောပြသည်ကျမတို့ဟာနေတိုင်းထွက်တာမဟုတ်ဘူးတပတ်မှတစ်ခါနှစ်ခါပါညပိုင်းကြိထွက်ကြတာမိဖို့ကြောင့်ဒီကလေးခုမိဖို့ပါပဲအမို့ရဲ့ဝိကာသားကမိကဲမမပြတ်သေးတော့ခင်မမမကောင်းသောအလုံးနဲ့အသက်မွေးရခြင်းအကြည့်တွေသူမကပဲဝါသနာပါပြီးလှုပ်ရှားသလိုဖြစ်နေသည်စစ်စစ်တွေးကြည့်ပြန်တော့လေအိမ်တော့ပြန်ပြေးနိုင်တာထက်သူမဘာသာဝိဇ္ဇာလုံးမှမလုံလောက်တာကအဆမတန်ပိုကဲနေခဲ့လေသည်အမို့လား ောင်မတကောင်တခါတခါဈေးတူရရင် တွေ့မှုတည်ဖို့တာပါအေးကောင်မနေမဲဆိုလို့ငါအိမ်တအိမ်သွားဖို့ပြေးတယ်လမ်းကြီးဆိုပြီး90ပဲရပါတယ်ကောင်မနှစ်ရက်နေပြီးငွေ300ခိုးပြေးသွားတော့ငါအိမ်ကိုရဲရလာရှာရောကောင်မမတွေ့တော့ငါ့ကိုဖမ်းရောအင်းယောက်ျားကလည်းစီအောင်တက်နေငါဘလို့အကြောင်းကြားမှန်းတော့မသိဘူးဝေလူတိုင်းဒုက္ခကိုစီပါပဲလားဟုတ်ခင်မတရားကြနေမိသည်။တောင်မလေးမြောက်ကတော့ဒီမြို့နယ်အတွင်းလှူရှားပြီး ရင်းစကန်အနည်းတဝိုင်းမှာလည်းအဖမ်းခံရတာမို့နှူးကြုံမှပြီးအိမ်ကိုအကြောင်းကြားနိုင်သည်။ငါရန်လိုက်လာရင်တော့ညင်းရုံနဲ့အကြောင်းကြားပေးနိုင်မှာပါ။နောက်မှပဲလမ်းစီပေးဖို့ညင်းကမှားလိုက်ပေါ့။ခင်မကအိမ်ကိုအကြောင်းကြားခြင်း။အိမ်ကဘလို့အခုညင်းမှရမှာမဟုတ်ဘူးဟုသူမဘာသာသေးချနေသည်။ကျမဖောက်တဲ့ဟောင်းတယောက်တော့ရှိတယ်အမွေ။အဲ့လူပြေရသဘောကောင်းတယ်။သူနဲ့အဆက်အသွယ်ရရင်ကျမကကုညီမှာအမှန်ပဲ။ခင်မကြီးသည် ခင်မကိုမျက်လုံးပြူပြင်းကြည့်သည်။သူမ၏ဖြိုးဣသောရင်ပတ်ကြီးကိုလက်ဝါးတစ်ဖက်နဲ့ဆက်ခနဲရိုက်သည်။ကောင်မရဲ့ဒီအလုပ်လုပ်စားလာတဲ့အန်ခွန့်နေမှာကျလောက်အယူထရသလား။အကောင်ကနင်တို့စီထားတော့ရအောင်ရောက်လာတာဟဲ့။ပြန်သွားရင်လူတိမှကြောက်လို့ရှက်လုံးလို့ဖုံးကဖေးကကြောင်သူတော်လုံးနေကြတာကြည့်ပဲတော်တော်ညီအိမ်ကညီအကြောင်းကြား။ကင်မကြီးကမိဘကိုလှုပ်ကျွေးနေတာဟုတ်။သူမအမွန်းတင်သောကလေးမနှစ်ယောက်နဲ့စကားလက်ဆောင်ကြနေတယ်လေ။ ခင်မသည်ဒီနေ့နေ့တော်မရခဲ့သည့်အတွက်တိမနိုင်ခင်မရနေစိတ်ထဲမှာဆဲရီတိုင်းထွာနေရသည်မမေကြီးရောတနည်းနည်းနဲ့လိုက်ချင်လိုက်ပေးမှာပဲအင်းငါ့ချမလည်းလိုက်မှာပါပဲဒီနေရာဒီရက်ကမှသူမ၏အခြေအနေမလုံခြုံသည်နောက်တနေ့ရရွှေ့ချင်ရွှေ့ရမှာမို့အဲ့ဒီကိစ္စကိုပဲအုံနောက်စားနေမလားမပြောတဲ့ထိုင်နေသောဖြာဆုံးမှာတပိုးကလိုက်သဖြင့် ဖင်းမြောက်တက်သွားရင်ရောင်ရမ်းကဆဲရီးပြီးလက်ဖွာနှစ်ဖျန်းကနေရိုက်ချလိုက်လေသည်ကင်မာကြီးကမျက်လုံးဆွေးကြည့်ပြီးတော်ကြာတော့လည်းထုံသွားမှာပါအေးချက်ဖို့မကလည်းမူဝေးကြိုက်တောင်းသိတော့တာမဟုတ်ဘူးအေးပြောရင်းစမင်းပါပြီလက်မောင်းကိုပုတ်တက်လိုက်တော့သွေးဤနေတော့ချင်းတကောင်ဂျီမော့ဆူစီပြီးကပ်ပါလာပြန်သည်အသားရင်းနှူးပြီးတဲ့ပူပါဖူစီကပိအမနေကဲကြပါအောင်နော်ဂျီမာပေါတော့ဝတ်တက်ကလေး အကိုထိုင်အောင်နော်ဒေသကိုချိုအဆိုင်မှတ်တစ်ခုပေးထားမပြီးတက်သေးလို့ခဏဆောင်လို့ဖြစ်တယ်မဟုတ်လားအကိုတုတ်တူကလေးကိုမြင့်မြင့်ချိုကအင်္ဂလိပ်စာသင်ပေးနေသည်တင်းစုတလည်းတောင်ရွတ်တလည်းအချိုအပေါ်လုံးကြိုင်တင်းစုအိမ်ပြန်ရောက်စောရကြပါပြီတူကလေးဒေသကိုအဖို့ထက်အချိုကိုတင်းစုပို့ပြီးအာရုံစူးဆိုင်သည်ဒေသကိုမြင့်မြင့်ချိုလေးချိန်ခံပေးထားသောကြောင့်သူတို့နေရာအေးအေးဆေးဆေးစကားပြောခွင့်ရလေသည်မြင့်မြင့်ချိုအိမ်မိခင်ကြီးကလည်း ဒေတာကိုတယ်လီဗီရှင်းဖွင့်ပေးထားခြင်းနဲ့တင်းစုံနေအမြင့်ချွေစကားပြောချင်ရအောင်အချိန်ဆထားပေးတတ်သည်ခုလွန်ညချမ်းမှာပူအိုက်ချင်းကိုအကြောင်းပြပြီးတင်းစုံကအိမ်ထဲဝင်ပဲအင်းရှိကန်ကိုရေကကုတ်ပြမှာပဲထိုင်သည်အမြင့်ချွေကသူ့အတွက်ရင်းနှီးချင်းကလေးရေပဲလော်ကလေးချိန်ခရင် သူ့အနည်းရင်ဝင်တိုင်းကရောက်တဲ့ရေရစကားဆက်မြင်ပြောဆိုမြဲဖြစ်သည်သူတို့နှစ်ယောက်ကိုနှစ်ဖက်လူချင်းလေးပါသဘောတူကျင့်နေထားပြီးသားဆိုတော့ ဖွင့်ထားသောစာအုပ်ကြီးဖြစ်နေပါပြီ။သူတို့ကိုယ်တိုင်လည်းအလိုလိုအလိုပါကြီးဖြစ်နေတယ်မို့မိမိချိုချောင်းပြီးလည်းလက်ထပ်လိုက်ကြရမှာရှိသည်။ချိုကအကို့ကိုချစ်တယ်လို့တခါမှမပြော။လူသေးရလားအကို။ကြားချင်တာပေါ့ချိုရ။အကို့ကအသက်ကြီးရောတော်တော်ချိုအနာဘာနာလက်ခံထားပြီးမှစိတ်ကုန်ခန်းနေမှာစိုးရင်တော့မိမိချိုကစကားတခုပြောသင့်မပြောသင့်ချိန်ချနေသည်။ ကိုသိန်းစုရဲ့မျက်နှာကလည်းမြတာမခံဆိုင်ကြည့်နေ။ကိုသိန်းစုမှာတကယ်တော့အသက်35နှစ်ကျော်နေပြီ။အသားဖြစ်ပြီးလူပေါင်းတက်တက်ပြပြမို့အင်းညအသက်ရည်မထင်ရ။မြင့်ချိုကအသားနဲ့လည်းအရင်အမှမြင့်မားထွားကြသည်။အုပ်လုံးကားသောစပယ်နယ်ကိုလည်းကုတ်ပင်ဆုချီထား၏။ချမ်းမြတ်သောဆုရှာသောနှလုံးလေးတွေက ကိုသိန်းစုကိုအတဆုံးတရာတောင်းဆိုရန်ပြင်ဆင်နေလေသည်။ ပုံမှန်မသိတော့လဲလင်းနေသောပြဿနာကိုသူရင်ဆိုင်ရဖို့ရှိသည်လို့ကိုသိန်းစုံမှန်းဆမိလေသူချို့ဘာပြောမလို့လဲပြောပါအကိုဘာလုပ်ပြန်ပြီဘာဖြစ်ချင်တယ်လဲချို့ပြောကြရရှိရအကိုသိတယ်မိမိချို့ရေးရပြောပြီအားလုံးအာနာသူတစိပြပြသသာဒီချင်းနိုင်ကိုလက်မြည်လို့မိမိချို့ဆုံးဖြတ်ထားပြီးသားဖြစ်ရန်တူလေဟုတ်ကဲ့အကိုချို့ပြောကြရရှိတယ်အလားချီတုံချတုံစဉ်းစားရင်အတော်ကြာသွားပြီ တိမ်စုံမျက်နှာပြတ်သွားရင်မင်းလေးငါ့ကိုငင်းလိုက်တော့မှလားငါကမဖြစ်နိုင်တာငင်းမှဖြစ်အစကလေးကအိုးပြီးတော့လေလူလူလကကြည်ကြည်ဆိုတာနက်ခံနေရမှာမဟုတ်လားတိမ်စုဤပူပန်ကြောင်းကြောင်းမို့ကိုမင်းမင်းချိုကလည်းချက်ချင်းအကဲခံနေလေသည်ခေါင်းကလေးခိုင်ရင်ကတိမ်စုဤအထင်အတွင်းကိုပယ်ဖြဲ့၏အကုန်းနဲ့ချိုလူကြီးတွေစေတနာနဲ့ပတ်သက်ပြီးချိုးနေအောင်ငင်းငွင့်ရှည်နဲ့မငင်းကြအောင်နော် ဒါဆိုရင်ဘာများစဉ်းစားကြရလို့ဦးမှာလဲလူမီးကြရနော်မဟုတ်လား။တင်းဆိုးစိတ်အေးသွားသည်။ကျန်တော့ဝါမဝင်ခင်လက်ချက်ရည်ကိုကလေးမရွှေဆန်းကျင်လေရောလား။အကိုကိုပြောစရာရှိမှန်းတော့ရင်းမိရဲ့ချို့။ဘာဖြစ်မလဲဆိုတာကအကိုမမန်းစားတတ်တာ။ဘာလို့တုံဆိုင်တုံဆိုင်လုပ်နေရလဲပြောပါချွေ။ချို့ကအားနာလို့ပါ။အားနာလို့တင်းဆိုးတန်ရောင်းလိုက်။အကိုစိတ်ဆိုးမှလဲချို့တင်းဆိုးရင်ဒါပဲလေ။ဒါပေမဲ့ ချုံစိတ်ထဲမှာဖြစ်နေတဲ့အစွဲလန်းကိုဖျောက်ပြေရှင်းပြနိုင်မှာချုံနဲ့အခုဘဝရှိအစဉ်ပြေသောမှာမောင်းရင်ဘလူပြောစရာဘလူအလှပရိပဲတွေ့တွေ့အဲ့ဒီအစွဲရခိုးချောင်ခိုးရရောက်လာပြီးချို့စိတ်ဒုက္ခပြေတော့မှာပဲကိုရဲ့တင်းစုံနားရှုံနေသည်ချို့ကဘာအစွဲလန်းနေလို့လဲဘာရီတန်တရားရှိနေရလဲအခုမိသားစုနဲ့ပတ်သက်တယ်လားအခုမိသားစုကချို့မိသားစုပါပဲအကွယ်ဘယ်သူနဲ့မှမပတ်သက်ဘူးအကုန်နဲ့ပဲပတ်သက်မယ် အကူနဲ့ပဲဟုတ်တယ်အကူနဲ့ပဲရှင်းသမအောင်ကျွဲအကူဘာတွေလုပ်မိလို့လဲမြင့်မြင့်ချိုအားလုံးအာနာပြုံးပြန်နေအကူဟာလူကြီးကြီးဘဝနဲ့နေလိုက်တာ နှစ်ပေါင်းမနည်းဘူးမဟုတ်လားအကူအတိုင်းနှလုံးပြဿနာတွေဘာတွေရှိကျင်လဲရှိခဲ့မယ်ဒါတွေချိုအမှတ်မထားပါဘူးမရှိရပါဘူးကျွဲချိုဘသူကများမြင့်မြင့်ချိုက လက်ကလေးကပေးတာမြင်သည်မရှိရှိရှိ အကူကိုယူဖို့ဆုံးဖြတ်ထားပေးတာပါအကူ ပြီးခဲ့တာကချူကပြန်ပြီးတူးဆော့ထုတ်ပေါ်နေမှာမဟုတ်ပါဘူး။တင်းဆွစိတ်အေးသွားသည်။တကယ်လဲသူမှာဘလုံးနှလုံးသားပြဿနာမျိုးမှကြီးကြီးကျယ်ကျယ်ရှိခဲ့တယ်မို့။အဖေမဆုံးငယ်လေးကသူမဝင်းမှုကိုစိတ်မစားခဲ့ဘူးဒီမှာဒီအသက်ရရင်ပြန်တွေ့ကြည့်ရင်ကလေးချင်းမျှတာပါပဲ။ချိုစင်ကသူဖွင့်ပြောငယ်လေးမဝင်းမှုကလက်ခံပါပါဟုနှလုံးနှမျောသလိုနောင်နှရသလိုခံစားရတဲ့ကြတာတွေဟာအချိန်ကာလတိုင်စာ၍လွင်ပါမိနေသည် ူကိုယ်တိုင်မြင့်တက်တဲ့ဖြစ်နေပြီ။မဝင်းသူကအဖြစ်အိနာရဲ့တားကြလည်းသာသမီတွေပွားစင်းနေကလေးပြီ။ချိုးဝါရှိရေးအတွက်တွေးနေတာပါ။ချိုးပိုင်တွေးနေရလဲပြောလေ။အတူဘွားတစ်ခုတိဆောင်ပါများပြေလည်အောင်နှိမ့်ကြတာပေါ့။မိမိချိုးကဆွေးမြေ့သောအပြုံလေးဖြင့်အနှုံးညွတ်တောင်းဆိုသည်။ချိုးဝါစာရီဖတ်တော်လေးအမျိုးမျိုးတွေ့တယ်။တနိုင်တလားအကန်းဆုံးပြင်ဆင်ခြင်းနဲ့ဒီကောင်မလေးပောက်တဲ့ခရတွေးလာကြည်လားလို့အကိုစိတ်မပြတ်နဲ့ဟော ချိုးကအိမ်လာဆိုရင်တိုင်းသမီးရဲ့အထီးစဉ်းစားတာပြောရင်မြင့်ချိုးကရှက်ရမျက်နှာလဲသွားသည်တင်းဆိုအတမ်းမထွက်ပဲရှိမောနေသည်ခေပညာတမ်းမင်းကလေးတယောက်သည်စိတ်ကူးရင်ဖို့ထက်လက်တွေ့ဘဝကိုလည်းမှန်းဆတွက်ချက်ပေးမှာပဲလေအခုနားလဲပါပြီချိုးကကလေးချက်ချင်းမယူခြင်းသေးဘူးလို့ပြောမလို့လားအကိုတန်ဘတ်တချိုင်လိုက်နေပြီဆိုတော့မမေ့နဲ့နော်။တော်ကြလူတွေကမြေးကလေးလားမိကုန်ရော။မိမိချူကသဘောကျစွာရှိမောရင်စကားဝိုင်းသည် ပို၍ရင်းနှီးပွင့်လင်းလာသည် ချိုကလည်းအခုသွေးဆင်စီချင်တာဘလို့ချိုပြောပြပြရောအရင်ကအကိုတကိုကြီးတကာရပါပဲဖြစ်ခဲ့ဖြစ်ခဲ့ချိုထားဖြစ်ခဲ့ပါတယ်ချိုနဲ့ယူပြီးရင်တော့ချိုနဲ့ပဲဆိုင်ပါတယ်ဒါပေမဲ့ချိုနဲ့ရတဲ့အခါအခုမှကင်းကင်းစင်စင်ဖြစ်စီချင်တာဖះဖះဒီကောင်မလေးကအရင်လည်းမမြအောင်အတွေးခေါ်ရင်ကြလာပါကလားသိန်းစုအတော်ဖြုံသွားသည် အကိုဟာတန်တန်ဆောဆောလူပြူလူရတရားလွတ်လွတ်လပ်လပ်လူတရားအကိုညီးခဲ့ဆုံးရဘူးလားရှင်ဒါဟာတဘာဝပဲတဲ့စာအုပ်တွေမှာချိုးကပ်ဘူးတယ်ဒါကြောင့်ချိုးကပေါင်းခပ်ပြီးမြတ်တရားခံတာနော်အကိုအမလီကလေးမှပြောပုံစိုးပုံလေးဟာသူ့မျက်နှာတစ်ခုလုံးထူပူရှင်းမြန်နေပါပေါ့လားခက်တာကသူ့မငင်းဆန်တိုင်းငင်းဆန်လိုက်မှသူ့နေရာသူရှိနေမီတိတ်ကားကလေးကြဆင်းသွားရခြင်းစူရော့ကအကြီးတဲ့အတန်ကလက်ချောင်းနဲ့ကန့်ညှိအပ်နေသေးသည် ချို့တငယ်ချင်းတွေကအထူးပူစေကမှာသူနာပြူသူကပြောတယ်အေးအေးသားတို့မြင့်မြတ်တာတို့မိခလာတို့မှာ HIV ပိုးရှိမရှိစစ်ဆေးနိုင်တယ်တဲ့တထောင်ခါရပေးရတယ်အကူတက်နိုင်ပါတယ်သိန်းစိုးအန်အောင်ငေးမောကနေသည် HIV AIDS VD ကနောဂျာရီကြားဘူးနောက်မှရှိနေသည် မကြားဘူးလားဆိုတော့လည်းကြောက်သည်သူတစိဂျာရီသူနှင့်ပတ်သက်နေမထင်မှတ်ခင်သူသတိထားပြီးရှောင်ရှားခဲ့တာပဲနီး ုတ်တန်ရာတန်တန်တွေကိုသာဈေးကြီးကြီးပေးပြီးဟွဆက်ဆံမှုရလဲ၃၄၅ရောက်ပဲကြာပါပဲဘယ်သူမှလည်းမသိနိုင်ပါဘူးဟိုမှာအကူနာမည်ပေးခြင်းလည်းရတယ်လွှဲပေးလည်းဖြစ်တာပဲအဲ့ဒါကိုဘယ်ဦးမှထပ်စင်ပြီးပို့ပေးမှာမဟုတ်ဘူးအကူတယောက်တည်းသိနေကိစ္စတင်းစုံမတတ်မသားဖြစ်လာသည်အကူမှအရင်ပို့လို့ရှိမှာစိုးလို့လားချို့ချို့ကတပင်းချင်တောင်းမှန်သောမျိုးလုံးလေးနဲ့ငဲချင်နေသည် မရှိဘူးဆိုရန်ချိုသိရင်ကောင်းတော့ပေါ့ကိုရဲ့တင်းစုံနှခမ်းကြိုက်ကချိန်စားစဉ်းစားသည်ကဲအကူအစစ်ပြီးပြီလို့ပြောပါပြီရဲ့မရှိဘူးလို့ပြောပါပြီရဲ့ချိုယုံလားစင်ခေါ်တာပါပဲမြင့်မြင့်ချိုကတင်းစုံဤနှလုံးကိုစစ်စစ်ဆိုင်ကြည့်ပြီးရတိပြက်ကောင်းမြင့်ဤယုံမှာပေါ့အကူပြောမဲ့သူကအကူပဲချိုကမင်းဇာရှိတယ်လေတင်းစုံကျွန်းပြလေပြီသူကောင်တိတ်ခါချိုကသူ့ကိုယုံကြည်သည် ဒီနေရာတွင်သူဆုံးခဲ့ရတယ်မီးတိတ်ဆစ်ပြီးရင်တိုက်ခွဲကန်အပြေစာရွက်ကို ချုံလက်သူ့သူအနှံချင်းပြန်သာသူ့တိတ်ခါထင်းရတော့မီးတခြားကာလာသာပိုရီယာစိတ်ခုလို့ရတယ်အခုကုသလိုက်မွေးဖွားလာမဲ့ကလေးတွေမှာရောဂါပေါမလာနိုင်တော့ဘူးတင်းဆူစူးစားပြီးပြုံးရသည် HIV ကိုပါလာရင်တော့ကုရနတ်ဒီစိတ်မရှိတော့ဘူးဆိုပါတော့ဆိုပါတော့မဟုတ်ဘူးအခုလုံးဝတည်ကြတယ်စိတ်မရှိဘူးချိုးကမွေးလာမဲ့ကလေးအတွက်စဉ်းစားနေရတယ် ဟုတ်တယ်။အိမ်အောင်ကြရင်သာသမီရပါပဲ။ချိုကလက်တွေ့ကြတော့နေတာ။သိတော့ကြမကောင်းဘူးနော်။ဒါမဲ့ချိုစဉ်းစားတယ်။ချိုစိတ်ပူတယ်အခု။လူကြီးတွေသဘောကျလို့လက်ခံရတယ်ဆိုမဟုတ်ပဲ။ချိုအသက်အသက်နဲ့ရှင်ပြီးချစ်တယ်ဆိုဆိုရင်ချို။မိမိချိုသိန်းစုဤထိမှန်စကားကိုအကင်းပါစွာနားလည်သည်။ဆဆာအကူမေးတာကိုချူရှက်လို့မဖြစ်ဘူးအခုဖြေမယ်ချူက ကိုရိုင်းမချစ်မနစ်တာဖန်နဲ့အမေအစီစဉ်သမျှကောင်းကင်နဲ့ခံမမင်းကလေးမှမဟုတ်ကြ။တိန်ဆိုသည်ခုပြစ်ကိုလက်ချောင်းတိုင်များဖြင့်အသာခောက်ရင်းမြင့်မြင့်ချိုစကားကိုနားဆင်နေသည်။သူရှင်လိုက်ခွန်ပါလေ။အခုချုံချစ်ပါရဲ့။ချူကတင်းငင်စွာပဲပြောသည်။ချစ်လို့လက်ချမ်းမဲ့သူအပေါ်ချူတန်တရားတွေပါမသွားခြင်းရောကို။တိန်ဆိုညွန့်နူးချမ်းမြေသည် သူသွေးစင်မြေမစင်မြေကို ချုပ်ဖို့အတိအကျခရီးမပေးခင်။ ချို့ကလည်းအတင်းအဓမ္မမတောင်းဆိုပါဒါဟာသူ့ဘာသာဆုံးဖြတ်ရမည့်ကိစ္စချို့မိခင်ကြီးကအိရှိပြတိမှလှမ်းကြည့်အခဲခတ်သည်ပန်းနတော်ချို့သည်တတင်းနေရာမှထိုင်ပြေစာပြန့်ကျင်နေပြီထင်တဲ့အကိုအမေထိန်းထားလို့ရတော့ဟန်မတူချို့အတန်းလွတ်ပေးလိုက်အောင်မဖြစ်မဆင်မကတပင်းနားမနေပဲဘာလုပ်နေရလဲချို့ကနင်းဆောင်ထို့လာမပွင့်တပွင့်ဖြစ်၏ရှိစားနေစကားသွားပြောနေတာသိန်းစုတရာတဲ့ရီမောင်းရင်ချင်းရခဲ့တော့၏ ချီအသည်နှင့်နိုင်ခြင်းသည်စင်ရသည်ပနစလင်ပလင်းနှံမှစိတ်မှုတဖုံစားကိုမိုးရီပလင်းထဲသို့အတာရလောင်းထည်သည်မိုးရီကတင်းမှလာသည် ကျူးစီစီဆေးဆိုင်ကိုချောမွန်နေပြပြီးဝေရသောကြောင့်ဂျာလီသုံးလီလုံးရဖို့ငွေ20ကုန်ဖျက်ရသည်တစ်ခါသုံးအထက်ဝယ်ဖို့သူငွေတက်နိုင်ပါသည်သို့တော့သူ့ကိုရောင်းတော့မဟုတ်မင်းုံတင်ကဖြစ်လာပြီးရဲကိုတူးလိုက်ပါဆိုရသည်သုံးပြေးသားပိုင်းနှင့်အကို သူကရေကြီးအထက်ထက် ဆုတ်လိုက်မလိုက်နဲ့သာတန်ဆင်ရသည်။သူ့ကျမ်းမာရေးအသိပညာအရာဖြစ်နိုင်ရင်ရေနှင်းနဲ့ပြုတ်ချင်ပါသည်။သူကဖိုးသမားဆိုတော့အဲ့ဒါလို့စနစ်တကျလောက်ကိုင်းနေဖို့အခွင့်ရင်းမရ။ခိုးကြောင်ခိုးဝဲအိတ်ခဲနဲ့မှပဲအလုပ်ဖြစ်ရသည်။ဒီလိုခိုးဝဲပြီးစီးတိုးနိုင်ဖို့ကိုပင်ရှစ်ပေ၆ပေအခန်းချင်းကလေးကာရန်ပြီးတကယ်ရွက်တက်ဆင်နိုင်အောင် သူ့ဘာသာငွေကြေးကုန်ကြခံထားရသည်။စင်ရော်သည်စိတ်ထုတ်ပိုက်တွင်မိုးရင်နှင့်အဖြူဖြော်ထားပြီးသောစီးရင် ရှောက်ရူဖြစ်တဲ့နေအဖြူသည်ရေထည်သည်နှင်းတီလင်းပြောင်းဝင်သွားလေညုခိုင်ညုခိုင်လုံးဆင်းအောင်ဖြစ်မလာပါပဲကိုလဲစေးသမားပါပဲကွာဟာဟာစေးသမားတယောက်ဆင်းညိပြီဆိုမှဖြင့်မိန်းမဆိုတာဘာညာစိတ်ဝင်စားတော့ဘူးဟုအချို့ကဆိုသည်ဒါဟာပေါင်းတစ်ခုအထိသာမှန်ကန်ပါသည်ဆင်းရောကိုတွေဆင်းရောအပေါင်းသင်းတွေပေါ်တွေ့ရှိသုံးသက်ချက်အရာဆိုပါလင်းစိတ်မှစိတ်စိတ်မြလင်းတုံခိုက်ရင်းထားပြီး ယူသွန့်ခုန်ပေါင်းနိုင်လအောင်ဆွဲပြီးဆိုရင်တော့ဟုတ်ပါသည်။အဲ့ဒီပုံကိုယ်ရိကိုနိုင်ကရှမ်ပန်ရံခါဆေးဖြတ်ထားလင်ဆေးုံတက်ပြီးတော့ပဲဖြစ်ဖြစ်ဆေးမြနိုင်သောနေရာရောက်သွားပြီးပဲဖြစ်ဖြစ်ဆေးနှင့်ဝေးကွာသွားသောအခါအစားထိုးစရာရှာရပြီ။မိမသူမဟုတ်အယံထွန်းအောင်လဲဆိုသောကောင်းလေးကပြောလို့ရင်မယုံလည်လောက်အောင်ဒီကနေ့အထိမိမအထိတွေ့လုံးဝကင်းရှင်းသည်။ဒီအခါအချမ်းမဟုတ်ကြောင်းဇင်ရောက်လောင်းရပါသည်။သူတစီလူမှန်းသိတဲ့စားကလေးကစိတ်နှင့်ရှင်ပါလာက မိမဆုံရှင်တဲ့အံ့ဩစရာပါပဲသို့တော့တန်းဟာအမှန်တရားပဲဇင်ရောကတော့အလုံးပြုတ်ပြီးခရေကတနည်းအားဖြင့်မိမိရှိရာအရာသို့သူပြန်မတော်ခရေကနုနုခိုင်နေတသက်တာဝေးခဲ့ပြီဟုလုံးဝလက်လျှော့လိုက်တော်သည်ချွတ်အောင်လက်စီမှာခိုးအောင်လာပါပဲသူတစိချွတ်အောင်လက်ကိုဆွဲမရတော့မြားသေးတို့ကသူ့ကိုဆွဲသည်သူတို့နှင့်အတူဇင်ရောရမ်းပါရခါရောပါသွားတတ်သည်ဇင်ရောစေးသုံးကြည့်သည်မိမလည်းသုံးကြည့်သည်ဒီနေရာမှာ လိုင်စားမှုအတိမ်နဲ့ကပူဝိဝိဝါဒကွဲပြားလာသည်မိမသည်ဇင်ယောဤလိုအပ်ချက်ကိုမဖြည့်ဆည်းပေးနိုင်မှစေကတော့သူ့အားနည်းမှုဆုံးရှုံးမှုတွေကိုမိပြဖော့ရစေနိုင်သည်စေမိန်နေကနုနုခိုင်ကိုတရိယာလင်းသူငိုချင်းရှိုက်ချင်းပူဆွေးနာချင်တာလည်းမရှိသလောက်ပါပဲဖြစ်ပြသမျှအကန့်တရားပဲဟုသူဖြည့်သိမ့်လျှော့ဖြည့်သည်နုနုခိုင်အပြုံးနုနုခိုင်ဤတော်လက်ချက်ချမှုပြီးတော့နုနုခိုင်အချင်းပါရင်ဖြစ်ဖြစ် နုနုခိုင်ကသူ့ကိုချစ်သည်ချစ်သည်မဟုတ်တာချစ်ခဲ့သည်လေစေးပိုက်ကိုထောင်ကလေတွန်းထုတ်စဉ်သူ့တကူလုံးစက်သိန်းတစ်ဖြန်ဖြန်ထားလျက်ရရှိရမည့်အာယုံကိုတွက်မှတ်ပြင်ပြသည် ခြေတန်ရှက်ရှက်ကြားရပြီးအိမ်တိမ့်တိမ့်ခါသည်ပစုံတရားအပေါ်တန်းတက်လာသည်ဟူသောအတီသည်ဇင်းရောက်ကို တုံဆိုင်တော့အောင်မဆွမ်းဆောင်နိုင်မှဒီလိုအနောက်ရွှေတွေကိုတစုံတရာသောအတိုင်းအတာအထိတားဆီးနိုင်အောင် သူ့အခန်းကိုတကားတက်ဆင်ထား၏။ဒီအချိန်ချုပ် သူအမေသူမဟုတ်သူညမမလာရင်အပေါ်တက်အောင်စင်အင်းလုံးတစ်ခုခုလောက်ကဲစစ်စစ်နေကြပဲမဟုတ်လားအကိုကြီးအဲ့ဒါရောက်နေတယ်မရှိဘူးပြောလိုက်ဘာမှမသိခင်ကလေးကသူ့ရဲ့အဖြစ်အစဉ်သိရှိနေသည်သူ့ဘဘက်လံမောင်းကိုမျော်ကျွန်းနေစီနာကတရံကွေးချီဆန့်ချီလက်သေးတင်းတင်းဆုပ်ပြီးသွေးကြောထောင်ကအောင်ကြိုးပင်သည်သူ့သွေးကြောတွေကရှာပွေရလွယ်ကူပေသည် ကိုအီဗရာဟင်သွေးအန်လို့အရှိပိုင်းစေုံတင်ထားရတယ်တဲ့။စိုးရင်ရတယ်လေအကိုအီဗရာဟင်ဆိုတော့အမေကတော့သူ့ဤစည်းညွတ်ချက်ကို ဖြန့်စည်းပြနိုင်လေသည်။ဘသူလာပြောရလဲ။မသိဘူးအကို ကားပါလာတယ်ဘိုင်းရွှဲရွှဲနဲ့နှခမ်းမွေးနဲ့။အေးခဏဆောင်ခိုင်းတာလိုက်။မာလာရီချင်းတန်ပြောက်သွားသည့်အထီးပင်ဆောင်ဆိုင်မနေပဲသူက တွေးကြတဲ့သူအဆိုင်သည်။တွေးအနေငယ်လိုက်ကဆေးရင်နဲ့ရောက်ရက်သွားအောင်ဆောင်ဆိုင်ပြီးမှတထစ်ချင်း ဖြည်းဖြည်းချင်းထိုးသွင်းသည်အီဗရာဟင်အတွက်စိတ်တော့ကရောက်တော့ကြောင့်မလားမသိပဲခါရင်းထုံနေကြဒီပမာဏကိုပင်သူမခံမရနိုင်အုံနောက်ထဲမှာတင်းရိပ်ရိပ်ငုံနောက်လည်းရှင်နေတင်းကြလာ၏ဘလောက်ပဲစီဆွေဆွေသူသီးမခံနိုင်တာကိုဆက်သွင်းမှမကြိုးစားတတ်ထားသောအတန်းပညာသည် အသိနှင့်စင်ကြင်ဉဏ်ကိုဖွံ့ဖြိုးစေသည်စိတ်ထောက်အကိုဆွဲထုတ်ပြီးသုံးချိုးတစ်ချိုးသာကျရသောသွေးနှင့်စေးနှင့် ငွေရထွက်စုတော့ကိုနှမျောတတစာကြည့်မိ၏။ကိုကောင်ကြီးမြထင်းမြင်လင်းတော့ဟဲ့အောင်ငေါထိုးပေးလိုက်ဟုအငမ်းမရတောင်းဆိုမှအမှန်ပဲ။ကြကြအချိန်မစွဲနေနိုင်။သူရောစေရော အားလုံးကို သူပြင်းပေါက်မှထိုးပတ်ထုတ်ပြလိုက်သည်။အိမ်အောင်ရွက်လာပင်ပေါ့တချို့မြေကြီးပေါ်တော့ဝက်မင်းစင်စိတ်ဝင်သွားကြတော့သည်။စင်ရော်သည်သူ့ပစ္စည်းလက်နက်အစုံအလင်းရောထွေးကမျက်နှာတော့တပတ်ကလေးနှင့်ထုံလာပြီးသူ့တင်းရှူတက်တာပုံနဲ့သူအထည်သည် ပပိအမွေဟုနွန်းနွခိုင်ကအမုန်းတိန်လေးရှိသောပန်းပေါက်လွှာလက်ကင်ကလေးကိုနေရတစံထကသူဤစိုးသန်းစင်ကံပစ္စည်းတို့ကိုတချင်တာပြီးအပေါ်မှာနွန်းနွခိုင်ပေးပြီးသောစားအုပ်တွေပစိုးတွေအင်းကြီးလက်ကင်ပါတွေထပ်ပြီးတင်ထားသည်အဝတ်တတာပေါ်ပြစ်တင်ထားသောပစိုးကိုလဲလဲကချွတ်လိုက်သောပစိုးကိုလည်းပြစ်တင်လိုက်သည်ရှက်အင်းကြီးလက်ကြိုကောက်ဆူပြီးသူသည်ရင်မကျက်သည့်တက်စင်လေးနဲ့မင်းအောက်ထပ်ဆင်းလာခဲ့လေသည်မြတ်သေးသည်မုန်းစိတ်ကျဆွဲမရင်မသိနှခမ်းမွေးတွေ မညံ့မသာထူလပြင်းနေဗီဒီယိုတိုင်းကားထဲမှာလူမိုက်လုံလုံမှုန်တေတေညင်းတိုးတိုးဖြစ်နေသည်မြင်းသေးကမွေးစေးရဲ့အရက်ရဲ့မိန်းမရဲ့လက်ပတ်သုံးစွမ်းနေသောစန္ဒမုန်နာတူပင်ဖြစ်တော်သည်ခုပဲကြည့်ဇင်ရလေကားမှဆင်းလာသည်ကိုတော်တော်နဲ့မမြင်မဲလှမ်းထားသောအဝတ်တွေတင့်မတွေ့စမ်းသက်ရွေးချယ်ရုပ်သိမ်းနေသောမလာကြီးကိုအခိုးတော်တော်မတက်ပူပြင်းသောမျိုးလုံးကြီးတွေနဲ့ကပိုင်းရှင်နေသည်ဇင်ရတို့မြင်သောအခါတွင်လည်းမြတ်သေးကလုံးဝအံ့မသွားပင် ခမရတငယ်ရဲ့စေးရုံတန်နေရတပတ်ရှိတွေကိုစင်။သွေးအံလို့တင်လိုက်ရတယ်။သူကခမရအလုပ်ပုံနေမယ်။တက်တာမှအတိပေးမယ်ဆိုရတဲ့ကျွန်တော်တို့အကြောင်းကြတာ။အခုတော့ဒီကောင်ကိုကုဆတ်ယောဂစေးရုံဘက်ကိုပြောင်းရွှေ့ရမယ်။ဒီကောင်ယောဂကအဆုတ်သွေးကြောတွေပွင့်ထွက်ပြီးသွေးတစ်ချိန်လုံးအံ့နေတာ။သူ့ဓမ္မမှာလည်းအဆုတ်ကယောဂကြီးပြန့်နှံ့နေတာပဲတဲ့။ဘာဆိုလားပဲဗျာထားပါတော့။ပြီးတော့သူ့ကိုကုထုံးအောင်တမျိုးပဲတဲ့။သူ့မှာ AIDS ဘူးတွေ့နေရဆိုပဲ။ ဆင်ယွန်ကြက်တီတီနေသည်ကျွန်းအောင်လဲဆင်ယွန်တက်တာမှတပတ်သားကြသွားသည် သူဖြင့်ခုမှပဲသိရတော့သည်ဟုတ်မှာပေါ့သူနဲ့နောက်ဆုံးတွေ့ခဲ့ကြတာကဆယ်ရက်လောက်ရှိလဲအောင်ကြီးဒီကောင်ဆေးဖုံးလေးအတော်များလုံးသည်ဟုပင်သူတတိပေးထားခဲ့သေးသည်ခုတော့အဆုံးမှာဝေဒနာဆွဆွရဖြစ်နေတာချက်ပုံမှုဆွရသော ပြဿနာမှာ AIDS ဖို့ရှိနေတဲ့နေပါအောင်ကိုများတဲ့ AIDS ဖို့ရှိရဲဆိုတာ तू ကဘလို့ဖြစ်နေတယ်လဲ ပြောတတ်ဘူးလေဗျသူတို့အချင်းချင်းပြောတာဆိုတာနှစုံနှစ်ဖျားပဲကြားရတာပြေးကြတာကတော့ကြောက်စိုးရုံကိုရွှေ့ရမယ်ဘယ်ဟာကြောက်စိုးရုံလဲဟိုတော့ကကုဆယ်ရွာကိုစိုးရုံလို့ခေါ်တာကန်တော်လေးစိုးရုံလဲခေါ်တာပဲအောင်စန်းအားကစားဝင်းနာလေဗျသူ့အိမ်ကလာကြည့်ကြသလားစင်ရောအစိုးရင်အပူပန်ဆုံးပြဿနာပဲဖြစ်စီချင်းသည့်အတိုင်းမြတ်ကြီးကကောင်းခါတယ်အမေကြီးကပဲခိုးအောင်ခိုးရလာတယ်တစ်ခေါက်ပါပဲ အဖိုးကြီးကလုံးဝခွင့်မပြုဘူး။သူ့အကိုရေရောအဖိုးကြီးဩဇာမှာမလွန်ဆန်နိုင်တာဗျာ။ထွန်းအောင်လည်းကိုရန်ကလည်းအမြဲတမ်းထော်လို့ကန့်လန့်လုပ်နေတော့အကြီးတွေကရွှန်းကြောက်ကြီးဖြစ်နေတာ။စင်ရောဖိုးကနေသပင်းဆိုင်နေပြီ။ခဏဆောင်များကျွန်တော်ပတ်စံနေနေသွားရပါအောင်။ရရတယ်ကိုကျင်းအေးအေးစိတ်လို့ပါကျွန်တော်ကားယူလိုက်။ကိုစင်းကိုခေါ်ပြီးရင်စင်းအောင်ပြေးကြမလို့ပဲ။ ဆုံးထိနာဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်းစနစ်ကိုဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်